င်းနိုင်ငံခိုးထောင်ကျုံးလူသက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတေရန်ချမှတ်ခံထားရတဲ့မြန်မာရွှေပြောင်းအလုံသမား2ဦးလွတ်မြောက်ဖို့ဇန်နဝါရီလ2ရက်နေ့မှာရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိဘိုးစိမ့်မန်အားကစားကွင်းမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကိုတန်ကာပြည်သူ200ခန့်ပါဝင်ခဲ့ကြပြီးနေ့လယ်7နာရီကနေနေ့လယ်2နာရီခွဲဝန်းကျင်အထိဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။အဲ့ဒီနောက်ဆန္ဒထုတ်ဖော်သူတွေဟာထိုင်းတန်ယုံကိုအိတ်ဖွင့်ပေးစာတစ်စောင်သွားရောက်ပေးပို့ခဲ့ပါတယ်။ ခေါထောင်ကျုံးလူတက်မှုနဲ့မြန်မာရွှေပြောင်းအလုပ်သမားနှစ်ဦးအပေါ်တေရန်ပြစ်ဒဏ်ချမှတ်မှုအပေါ်အမှုမှန်ပေါ်ပေါက်ရေးအတွက်ရန်ကုန်မြို့အပါအဝင်နိုင်ငံတော်ဝန်ရှိမြို့တွေမှာဆန္ဒဖော်ထုတ်မှုတွေပြုလုပ်လျက်ရှိပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းထိုင်းစစ်အာဏာသိမ်းခေါင်းဆောင်ဝင်းကြီးချုပ်ပရာရော့ချန်ဦးချာကခေါထောင်ကျုံးလူတက်မှုနဲ့ပတ်သက်ပြီးဖိအားပေးတိုင်းလွတ်မှာမဟုတ်ကြောင်းနဲ့ထိုင်းနိုင်ငံရဲ့တရားစီရင်ရေးကိုလေးစားလိုက်နာဖို့ဒီဇင်ဘာလ28ရက်နေ့ကပြောကြားထားပါတယ်။ မြန်မာရွှေပြောင်းအလုသမားနှစ်ဦးကိုဒီဇင်ဘာလ24ရက်နေ့က Cosmic ခရိုင်တရားရုံးကနေလူတက်မှုမတိမ်းမှုအပါအဝင်ပုံမှန်9ခုနဲ့တည်တံပြစ်တံချမှတ်ခဲ့တာဖြစ်ပါတယ်။